သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Mandalay PDF ထိန်းချုပ်ထားတဲ့မရရအရှိကျန်းကိုစစ်ကောင်စီစစ်ကြောင်းထိုးလို့တိုက်ပွဲတွေဖြစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးထိန်းချုပ်ထားတဲ့မရရမျိုးနယ်အရှိကျန်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေနဲ့နေကန်တော်လိုင်းရေးတပ်တွေစီကသိရှိရပါတယ်။မရရမျိုးနယ်အရှိကျန်းကဖယောင်းတောင်တပ်တွေကြောက်တဒားနဲ့ထမ်းပင်ကုန်းကြေးရွာတို့ဘက်မှစစ်တပ်နဲ့တော်လိုင်းရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတာပါ။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းရှမ်းမန်းစစ်စင်ရေးမှာမန္တလေး PDF နဲ့မဟာမိတ်တွေကစင်ကူးမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မရရမျိုးနယ်အရှိကျန်းကစစ်တပ်တပ်ဆွဲရစကန်ပေါင်း၄၀ကိုလည်းထိုးစစ်စင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဖယောင်းတောင်တပ်တူတွင်တက်စကန်၊ဆေတော်ကြီးစစ်စကန်၊လေကြောင်းရံကာကွယ်ရေးတက်စကန်စတဲ့စစ်တက်စကန်တွေပါဝင်ပါတယ်။မရရမြို့နယ်အနောက်ချမ်းကိုလည်းဒေသခံတော်လိုင်းတက်တွေကတိမ့်ပိုက်ထိန်းချုပ်ထားပေမဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်ကောင်စီတက်ကစစ်ကြောင်းထိုးပြီးတိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါပြင်မန္တလေး PDF ထိန်းချုပ်ထားတဲ့မရရမြို့နယ်အရှိချမ်းကိုပါစစ်ကောင်စီကတကြံအပြီးမှစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။စစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေဧပြီလလကုန်အထိယာယီအပြစ်ရတယ်လို့ကြေညာထားပေမဲ့မြေပြင်မှာစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကတရင်ရင်းမြစ်တူကတကြံအပြည့်မှာစစ်ကောင်စီတပ်ကမန္တလေး PDF ထိန်းချုပ်ထားတဲ့မရယာမြို့နယ်အရှိချမ်းကိုထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်တာမှာစစ်ကောင်စီတပ်ကမရယာမြို့နယ်အရှိချမ်းကမြောင်းတစ်ကုံကြီးရွာကို April 20ရက်နေ့မှာခေတ္တသိမ်းယူနိုင်ခဲ့ပေမဲ့တော်လန်ရေးတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ပြီးပြန်လည်သိမ်းယူသွားတယ်လို့အထက်ပါတရင်ရင်းမြစ်ကပြောဆိုပါတယ်။ ်မတ်လ29ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဖြစ်အားပြင်းငလင်ကြီးကြောင့်မန္တလေးမြို့အပါအဝင်မန္တလေးတိုင်းကမြို့အချို့ဟာလူသေဆုံးပျက်စီးဆုံးရှုံးမှုများခဲ့ပေမဲ့စစ်ကောင်စီတပ်ကမန္တလေးမြို့အနီးကမရရမြို့နယ်ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီဟာမရရမြို့အရှိချမ်းကိုစစ်ကြောင်းထိုးတိုက်ခိုက်တာမှာမန္တလေးတောင်ကြီးမှာရှိတဲ့အမှတ်65ခြေလင်းတရင်ခလာရ65နဲ့နန်းတွင်းကအလဲပိုင်းတိုင်းစစ်ထဏာချုပ်တပ်တွေကစစ်သားတွေကိုစစ်ကူတွေစက်တိုက်ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဒါပြင်မရရမျိုးနယ်နဲ့ပသိမ်ကြီးမျိုးနယ်အဆက်တွေအထိအထိုင်စကန်တွေပြုလုပ်ပြီးအင်အားဖြည့်တင်းနေတာလို့သိရပါတယ်။မရရမျိုးနယ်အတွင်းကတော်လိုင်းရေးတပ်ဖွဲ့ဝင်တအုပ်ကလည်းစစ်ကောင်စီတပ်ကမရရမျိုးနယ်တဲကိုအင်အားထပ်တိုးနေတယ်လို့လေကြောင်းလက်နက်ကြီးပစ်ကူနဲ့ထိုးစစ်ဆင်နေတာလို့ဆိုပါတယ်။ဒါကြောင့်မရရမျိုးနယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်ပွဲရှိတယ်လို့သူကပြောပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့ပေါ်မှာမင်းကွန်းဒေတာကိုတောက်ဆမှုယူပြီးပြန်လာတဲ့ပြူစောထီများလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်မှုပြူစောထီခေါင်းဆောင်နေလင်းခရဲဘော်ကြီးအပါအဝင်ခုနှစ်ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာမင်းကွန်းဒေတာကိုတောက်ဆမှုယူပြီးပြန်လာတဲ့ပြူစောထီများလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြူစောထီခေါင်းဆောင်နေလင်းခရဲဘော်ကြီးအပါအဝင်ခုနှစ်ဦးသေဆုံးခဲ့ကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ဧပြီလ20ရက်နေ့ကစကိုင်းမြို့ပေါ်မှာမင်းကွန်းဒေတာကိုမွေးနေ့ပွဲမှာတောက်စားမူယူပြီးပြန်လာတဲ့ပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့များကမင်းကွန်းဒေတာတနေရာမှာပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းပြူစောထီးကောင်းဆောင်နေလင်းခရဲဘော်ကြီးအပါအဝင်အပေါင်းအပါပြူစောထီး9ဦးသေဆုံးခဲ့ကြောင်း၎င်းတို့လိုက်ပါလာတဲ့ကားမှာ2ဦးသာလွတ်မြောက်ခဲ့ပြီးကြံရှိသူအလုံးသေဆုံးခဲ့ကကားကိုလည်းမိရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီးမင်းကောမှစစ်ကူကား၅စီးနဲ့စကိုင်းမျိုးမှစစ်ကူကား၃စီးရောက်ရှိလာခြင်းနဲ့လက်နက်များ error ဖြစ်နေတဲ့အတွက်ကြောင့်အပြည့်အသက်ချိန်မုံနိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။တိတ်ဆုံးသွားတဲ့ပြူစော့တိခေါင်းဆောင်နေလင်းခရဲဘော်ကြီးဟာရွှေချားရဲ့တပည့်အရင်ဖြစ်ပြီးလက်ရှိအချိန်မှာရွှေချားနေရာကိုစက်ခံထားသူဖြစ်ကြောင်းဘုံကြီးဝေပုံလဥဆောင်နဲ့ပြူစော့တိအဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်ကြောင်းသိရှိရပါတယ်။ ဧပြီလ22ရက်နေ့ကတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကိုတော်လန်ရေးတပ်ဖွဲ့ဝင်များကနေမီရှင်းလင်းရေးပြုလုပ်စဉ် G3 တနက်တလလက်ပစ်ဘုံနှလုံး40မမဘုံဒီနှလုံးကြီးအနေငယ်တို့ကိုတင်းဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ပြူစောတီကောင်းဆောင်နေလင်းခရဲဘော်ကြီးတိတ်ဆုံးပါတယ်။သူအပါအဝင်9ဦးတိတ်ဆုံးတယ်။သူတို့စီးလာတဲ့ကားကိုနေမီရှင်းလင်းရေးလုပ်ပြီးမိရှုရှင်းလင်းခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့နဲ့အတူမင်းကွန်း PDF တိုက်နယ်ပလဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဘိုဂျိုဟောင်းစိုးသိမ့်နဲ့တားဖြစ်သူအေဂျန်တို့ကပြည်သူ15ဦးထက်မင်းကိုကမာရွတ်ဗဟန်းနဲ့ဗဘဲဒံမြို့နယ်တွေမှာပုံမှန်905ကကြီး66ကကြီးနဲ့အမှုဖွင့်ထားတဲ့အပြင်တရမာကျောင်းနဲ့ပြည်သူတအူးကိုငွေကျပ်3000စီရော်ကြီးပေးရန်တရားစွဲတောင်းခံနေကြောင်းတင်ဆက်ပေးပါမယ်။ အကြံဖတ်စစ်တပ်မှဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူဝင်ကြီးအောင်စိုးသိန်းနဲ့တားဖြစ်သူအေဂျင်တို့ကပြည်သူ15ဦးထံမင်းဲကိုကမာရွတ်မြို့နယ်ဗဟန်းမြို့နယ်နဲ့ဗဘဲတန်းမြို့နယ်တွေမှာပုံမှန်905ကကြီးပုံမှန်66ကကြီးတို့နဲ့အမှုဖွင့်ထားတဲ့အပြင်တရမာကျောင်းနယ်မှာငွေကြက်3000ကျပ်ရောကြီးတောင်းနေကြောင်းရန်ကုန်တိုင်းစစ်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ် ဗိုလ်ချုပ်ဟောင်းစိုးသိန်းနဲ့တားဖြစ်သူအေဂျင့်တို့က Facebook လူမှုကွန်ရက်မှာစစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့မိသားစုအဖြစ်ဝေဖန်တဲ့ပြည်သူမှန်သမျှကိုမြို့နယ်ရဲတပ်ဖွဲ့များမှအမှုဖွင့်ခြင်းမြို့နယ်တရားရုံးများမှတရားစွဲခြင်းနဲ့ခရိုင်တရားရုံးများမှတိမ်းထောင်ကြီးရော်ကြီးတောင်းမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစိုးသိန်းတားအဖရဲ့တရားစွဲခံရသူများမှတာမန်ပြည်သူမှစ၍လုပ်ငန်းရှင်များအထိပါပါဝင်ကြောင်းသိရှိရပါတယ်ကမာရုတ်ခရင်တရားရုံးမှာပြည်သူခုနှစ်ဦးကိုတရားမှကြောင်းနဲ့တအုပ်ကိုသိန်း3000ရောက်ကြီးပေးရမယ်ဆိုပြီးတရားစွဲတယ် ပုံမှန်905ကကြီးပုံမှန်66ကကြီးနဲ့အမှုဖွင့်နေဗဟန်းမြို့နယ်မှာလည်းပြည်သူ9ဦးကိုဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးနဲ့အမှုဖွင့်နေဗပေးရန်မြို့နယ်မှာလည်းပြည်သူတွေကိုတရားစွဲထားတာအများကြီးပဲအတိအကက Facebook မှာစစ်အာဏာသိမ်းမှုတရားခံကဗိုလ်ချုပ်ကြီးရောက်စိုးသိမ်းဖြစ်တဲ့ဆိုတဲ့ post ကို share ကြတာမှတ်ချက်ပေးတာ like လုပ်တဲ့သူတွေအားလုံးကို like ပြီးတရားစွဲနေတာ Facebook မှာဘယ်သူဘယ်ဝါဆိုတာကိုသူတို့စုံစမ်းလို့ရတဲ့သူမှန်သမျှကိုအမှုဖွင့်ပြီးတရားစွဲနေတာတာမန်ပြည်သူတွေရောလုပ်ငန်းရှင်တွေရောပါပါတယ်လို့ရန်ကုန်တိုက်စစ်ရေးတရင်အင်းမြစ်ကပြောဆိုပါတယ် စစ်တပ်အတိုင်းဝိုင်းလည်းဖြစ်တဲ့ပြင်တာဖြစ်သူအေဂျင့်မှာမင်းအွန်လိုင်းကဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်လည်းတာဝန်ယူထားကြောင်းအဆိုပါအရှိန်အဝါများကိုတုံးပြီးတရားသူကြီးများနဲ့ပူးပေါင်းကတရားမှာကြောင်းအရရော်ကြီးတောင်းမှုများကိုလည်းလှုပ်ဆောင်နေကြောင်းကမာရုတ်ခရိုင်တရားရုံးမှာဂုံတိတ်ခထိကိုက်နေတဲ့ဇီတဲ့အတွက်ရော်ကြီးငွေရလုံမှုနဲ့ပြည်သူခုနှစ်ဦးထံမှတအူးကိုငွေကျပ်သိန်း3000စီရော်ကြီးပေးရန်တရားဆွဲဆိုထားပြီးကမာရုတ်ခရိုင်တရားရုံးမှာဒုတိယခရိုင်တရားသူကြီးကေတီခိုင်ကအမှုကိုကင်တွယ်နေကြောင်းသိရှိရပါတယ်။ အဖေကလည်းဘူဂျိုဟောင်းစုသိမ့်တာဖြစ်သူဥဝေးချန်းကလည်းသတင်းမီဒီယာကောင်စီအတွင်းရေးမှုဆိုတဲ့ဩဇာအရှိန်နဲ့တရားသူကြီးတွေကိုဖိအားပေးတယ်အမှုနိုင်အောင်လုပ်နေတယ်ကမာရုတ်ခရိုင်တရားရုံးမှာဆိုရင်သူ့အမှုကိုကန်ရတာကဒုခရိုင်တရားသူကြီးဒေါက်ကေတီခိုင်ဥဝေးချန်းကတရားသူကြီးဒေါက်ကေတီခိုင်ကိုအပီအပြင်ကိုပေးကန်ကြွေးမွေးထားတော့အမှုကသူတို့ဘက်ကအားတာနေတယ်လို့တရားရေးသတင်းအရင်းမြစ်တစ်ခုကရှင်းပြပါတယ် ဗိုလ်ချုပ်ကြီးအောင်စိုးသိမ့်ဟာတမရသိမ့်စိန်အစိုးရလက်ထက်မှာတမရရုပ်ဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအေဂျင့်ကတော့လုပ်ငန်းရှင်ဖြစ်ကမင်းအွန်လိုင်းဖွဲ့စည်းထားတဲ့သတင်းမီဒီယာကောင်စီမှအတွင်ရေးမှုရာထူးနဲ့စစ်ကောင်စီအတွက်အထူးကဝါဒဖြန့်ပေးနေသူလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟောင်းစိုးသိမ့်ရဲ့တာအေဂျင့်ကသတင်းမီဒီယာကောင်စီရဲ့အတွင်းရေးမှူးအဖြစ်နိုင်ငံတကာသတင်းမီဒီယာညီလာခံများကိုတက်ရောက်က NLD ကမဲခုမဲလိန်၍စစ်တပ်ကအာဏာထိန်းနေရကြောင်းလူမှုကရဲမှတဆင့်သတင်းတူသတင်းမများကိုမီဒီယာများကဖြန့်ဝေနေကြောင်းစသဖြင့်စစ်ကောင်စီကိုကာကွယ်တဲ့ဝါဒဖြန့်မှုများကိုအကြီးအကျယ်လှုံ့ဆော်ခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့ပခုတ်ကူမှာဘုံကျဲ့ရန်လာတဲ့စစ်တပ်ဆက်တဲ့လေဒီတစည်းကိုပြစ်ချနိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မှာကြေးရွာတွေကိုဘုံကျရန်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စက်တက်လေဒီတစည်းကိုပြစ်ချခဲ့ရမှာကြည်ထိမှန်ပြီးစက်ချုပ်ယွင်းကပြက်ကျခဲ့ကြောင်း Burma Revolution Rangers မှတတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုတီမိုကပြောဆိုပါတယ်ဧပြီလ23ရက်နေ့ညနေ9:30မိနစ်အချိန်မှာပခုတ်ကူမြို့နယ်တက်မတစ်တုံညာတက်မတက်လာတဲ့အကြံဖတ်စစ်တပ်ရဲ့စက်တက်လေဒီ3စီးကိုတော်လိုင်းရင်တပ်ဖွဲ့များကလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ရမှာတစည်းမှာကြည်ထိမှန်ပြီးစက်ချိုယွင်းကပြက်ကျခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုဆက်ချူရင်းပြီးဆက်တက်လေဒီကြောက်လာတဲ့နေရာကို Burma Revolution Ranger တပ်ဖွဲ့နဲ့အတူတော်လန်ရေးတပ်ဖွဲ့များကတွားရောက်ရှာဖွေရှင်းလင်းခဲ့ရမှာတော်လန်ရေးရဲဘော်များရောက်ရှိချိန်မှာအကြံဖတ်စစ်ကောင်စီတပ်သားများအင်အားအလုံးအရင်းနဲ့တက်လာတဲ့အတွက်ကြောင့်ဆက်တက်လေဒီကိုယူဆောင်လာနိုင်ခြင်းမရှိသောကြောင့်မိရှုရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်အဆိုပါဆက်တက်လေဒီမောင်းနှင်လာသူကိုလည်းတော်လန်ရေးတပ်ဖွဲ့များကလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရှိရပါတယ် ကျွန်တော်တို့လက်နက်ငယ်တွေနဲ့ပစ်ခတ်တာတစည်းကိုတိမှန်ပြီးဆက်ချိုယွင်းလို့မြေပြင်ကိုဆင်းလာတာကျွန်တော်တို့ကလိုက်ပြီးတော့ရှာတာပေါ့ရှာပြီးတော့ဒီဥစ္စာရရင်လဲယူမယ်ဆိုပြီးအကုန်လုံးသွားကြတာလူကတော့ထွက်ပြေးသွားတယ်မတွေ့လိုက်ဘူးဒီဥစ္စာကိုယူမလို့လုံနေတော့မြို့နယ်တွေကထွက်လာတဲ့ခွေးတွေရောကားတွေရောတန်ချက်ကကားတွေရောစစ်ကားအကြီးတွေရောပါတယ်အင်အားတရာကျော်တယ်ထွက်လာတာကျွန်တော်တို့လည်းဘလုံးမှယူချိန်မရတာနဲ့ပါတဲ့အဖူးတွေလည်းမဖြုတ်ပဲအားလုံးအကုန်လုံးကိုမိပုံရှို့ခဲ့လိုက်တယ် အုတ်ထုတ်တလုံးတော့ယူခဲ့တဲ့ဖြုတ်ချိန်လည်းမရတာပါတယ်အချိန်မရတော့မီးရှို့ရှင်းလင်းခဲ့ရတာလို့ Burma Revolution Rangers မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုဒီမိုကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့နဲ့အတူပခုတ်ကူ People Defense Force PPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့အင်အားပြင်းငလင်ထပ်မံလှုပ်ခတ်မယ်လို့သတင်းမှဖြန့်ခဲ့သူကိုဖမ်းဆီးထားကြောင်းစစ်ကောင်စီထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ အင်အားဖြင့်ငလင်ထပ်မံလှုပ်ခတ်မယ်လို့သတင်းမှဖြန့်ဝေခဲ့သူ John Pamisri TikTok အကောင့်ပိုင်ရှင်ဆိုသူအသက်21နှစ်အရွယ်ဂျွန်မိုးတဲကိုဖမ်းဆီးထားကြောင်းစစ်ကောင်စီကယနေ့ဧပြီလ23ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။အဆိုပါအကောင့်ပိုင်ရှင်ကိုဧပြီလ22ရက်နေ့နနက်ပိုင်းကမုံရွာမြို့မြဝရီရက်ကွက်တိုးချဲ့ကွက်တဲ့နေမီ27ရွှေညောင်ပင်လမ်းမှာရှိတဲ့နေအိမ်မှာဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းဖော်ပြပါတယ်။ဖန်စီထားတဲ့ဂျုံမိုးတဲကိုထိထိရောက်ရောက်အေးအေးသွားမှဖြစ်ပြီးနောက်အလားတူတရင်မှဖြန့်ဝေသူများကိုလည်းစိစစ်ဖောထုတ်အေးအေးယူမယ်လို့စစ်ကောင်စီကဆိုပါတယ် လက်ရှိဖန်ဆီးထားတဲ့ဂျုံမိုးတဲဟာစစ်အာဏာသိမ်းမှုနောက်ပိုင်းမုံရွာမှာပြုတ်လုတဲ့ဆန္ဒပြပွဲအချို့မှာပါဝင်မှုပြီး KNDO တရင်6မှာလည်းတင်းတန်းတက်ခဲ့မှုကြောင့်စစ်ကောင်စီကပြောထားပါဗျ။ဆန္ဒပြပွဲမှာပါဝင်မှုနဲ့မုံရွာရဲစခန်းကပုံမှန်905ကကြီးနဲ့အမှုဖွင့်ခဲ့ပြီးထိုစဉ်ကအသက်မပြည့်သေးတဲ့အတွက်မိဘအုပ်ထင်းမှုအောက်ကောင်းမွန်စွာနေထိုင်ရန်အမိန့်ချမှတ်ချင်ခံခဲ့ရသူဖြစ်ကြောင်းသိရှိရပါဗျ။ ဒါပြင် KNDO မှာတင်နေတက်ရောက်ခဲ့တဲ့အတွက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်90ည52ကာကြီးတို့နဲ့ထပ်မံအမှုဖွင့်ခံရပြီးမုံရွာခရိုင်တရားရုံးက2022ခုနှစ်အောက်တိုဘာလမှာထောင်ဒဏ်နဲ့ချမှတ်ခဲ့ကြောင်းလည်းဖော်ပြပါတယ်။အဲ့ဒီနောက်မန္တလေးမှာရှိတဲ့လူငယ်ထင်းထင်းကြီးတင်တဲ့ကျောင်းမှာထင်းထင်းခံရက2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်းစစ်ကောင်စီကဆိုထားပါဗျ။ ဂျွန်ပန်မစ်စရီအမည်ရှိတဲ့ TikTok အကောင့်ကဧပြီလ22ရက်နေ့မွန်လယ်12:22မိနစ်အချိန်မှာမြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံတချို့မှာငလင်လုံနိုင်ကြောင်းသတင်းများကိုစတင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။အဲဒီကောလာဟာလာကြောင့်ပြည်သူများအကြဆိုးရိမ်မှုများဖြစ်ပွားခဲ့ပြီးမန္တလေးမှာလည်းလမ်းမပေါ်နဲ့ကွင်းပြင်များမှာတွားရောက်နေထိုင်သူများရှိခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ Amberan Lambor ကနိုင်ရီကန်စကန်အနာစစ်ကောင်စီစစ်ကြောင်းထိုးရာကနေတိုက်ပွဲပြန်ဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ရိုးမပေါ်မှာရှိတဲ့အမ်ဘရန်လမ်းမပေါ်ကနရီကန်အနားမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်အာရခတပ်တော် AA နဲ့တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။နရီကန်လေကြောင်းကာကွယ်ရေးစခန်းနဲ့ဂုတ်ကြီးကျေးရွာအကြားမှာဒီကနေ့ဧပြီလ23ရက်နေ့မနက်ပိုင်းကနေစလို့တိုက်ပွဲပြန်လည်စတင်နေတာဖြစ်တယ်လို့မြေပြင်ဒေသခံစစ်ရေးတရင်အင်းမြစ်တယောက်ကပြောပါတယ်။ စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတက်လာလို့တိုက်ပွဲဖြစ်တာအရင်နေ့တွေကစစ်ကောင်စီဘက်ကပြစ်တယ်စစ်ကြောင်းထိုးပေမဲ့အေးအေးလက်နက်ပြန်ပြစ်တာတခါတလေရှိတယ်တိုက်ပွဲမဖြစ်ခဲ့ဘူးဒါပေမဲ့ဒီနေ့အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်တာလို့ပြောပါတယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာအင်အားယာနဲ့ကြီရှိပြီးနေရီကန်ကိုခြိတက်စစ်ကြောင်းထိုးလာချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဗဒန်းဒေသခံအမျိုးသားတယောက်ကပြောပါတယ်တိုက်ပွဲကနေ့လေအထိပြစ်တော့မယ်သူတို့မှလက်နက်ခဲယမ်းတွေပါတယ်ဝေဟင်ဘော်ကလည်းလေကြောင်း drone တွေပါတယ်လို့ပြောပါတယ် အမ်ဘရန်လမ်းကြောင်းတစ်လျှောက်မှာတမကိုကိုဦးဆောင်တဲ့စစ်ကြောင်းများလှုပ်ရှားလျက်ရှိပြီးဗရန်စုံကိုအမြောက်တက်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆာများမှတဆင့်နယ်ရီကန်စကန်ကိုစစ်ရင်အားလက်နက်ရိက္ခာများဖြည့်တင်းလျက်ရှိကြောင်းဒေသခံများကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့လာရှိုကိစ္စမှာနှစ်ဖက်ဆန္ဒနဲ့အညီဂျားဝင်ဆောင်ရွက်ပေးခဲ့ုံသာဖြစ်တယ်လို့တရုတ်ဆိုလာရှိုလွှဲပြောင်းမှုအဆင်ပြေအောင်ကိုယ်စားလှယ်အဖွဲ့ဆစ်လွတ်ထားတယ်လို့လည်းဆိုမြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲအဆုံးသတ်ပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေပေါ်ဆောင်ဖို့ရည်ရွယ်ဟုဆိုပြန်ကြောင်းတင်ဆက်ပေးပါမယ်။ ဧပြီလ22ရက်နေ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ MND ဟာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုထိန်းချုပ်ထားမှုကနေလက်လွတ်ပေးပြီးစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်ခွင့်ပေးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းမှုတွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဝေါင်ကြည်ကွန်ကအခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။တရုတ်ကွန်မြူနစ်ပါတီအာဘော်ရီကိုဖော်ပြပေးတဲ့ Global Times ကဖော်ပြထားပါတယ်။ MND ကလာရှိုးကနေစုခွာမှုမှာစစ်ကောင်စီကိုကြောထောက်နောက်ခံပေးထားတဲ့တရုတ်ရဲ့ PR တွေကြောင့်လို့သတင်းတွေကြီးကြီးပြက်ပြက်ထွက်ပေါ်နေတာဖြစ်ပါတယ်။ တရုတ်ဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပိုင်နက်နယ်မြေတွေကိုလေးစားမှုအပြည့်ရှိကြောင်းမြန်မာနိုင်ငံကတပ်ဆိုင်ရာအစုအဖွဲ့အသီးသီးရဲ့လိုလားချက်တွေတောင်းဆိုမှုတွေနဲ့ညီညွတ်တဲ့လမ်းကြောင်းမျိုးကနေတရုတ်ဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေငြိမ်းချမ်းရေးရဖို့ကြိုးပမ်းနေကြောင်းဝေါင်ကဆိုပါတယ်။တရုတ်နဲ့မြန်မာတို့ဟာခင်မင်ရင်းနှီးတဲ့အိမ်နီးချင်းတွေဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းထားဖို့ဆိုတာနှစ်နိုင်ငံစလုံးရဲ့နှစ်ဖက်ပြည်သူတွေရဲ့လိုလားတဲ့လိုလားမှုဖြစ်တယ်လို့ဆိုပါတယ်။ လာရှုံမျိုးအလွဲပြောင်းကိစ္စဟာစစ်ကောင်စီနဲ့ MND ကြားကုမင်းမျိုးမှာပြုတ်လုခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့သဘောတူညီမှုရလဒ်နဲ့အညီအကောင့်ထည့်ဖော်ခဲ့တာဖြစ်ကြောင်းနှစ်ဖက်ကြားကအပြစ်ခတ်ရက်စဲမှုကိုအသေးချာခိုင်းမာစေပြီးသဘောတူညီချက်အတိုင်းလာရှုံမျိုးကိုလွှဲပြောင်းပေးမှုချုံးမွေအဆင်ပြေအောင်တရုတ်ကစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုကိုလည်းလာရှုံစီဆေးလွတ်ထားကြောင်း၎င်းကဆက်ပြောပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေဂျင်ရေးအတွက်တရုတ်ရဲ့အပြုသဘောဆောင်တဲ့ဂျားဝင်လှုပ်ဆောင်မှုတွေကိုနှစ်ပတ်စလုံးကလည်းချီကျူးကျေးဇူးတင်ကြောင်းလဲဝေါင်ကဆိုပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြ